အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထိပြီးသွားပြီတောက်ကြနေပွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲနောက်ဘွားတက်စာအနေနဲ့တိမတ်ဖွဲ့ရကိစ္စတွေပြောဝေးမှာဖြစ်တယ်ဟောတောက်ကြသားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြလူပုတ်ကိုလိုခဏမစင်သားနဲ့ဟိုသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြတော့ဒါကမ္မဂုံတရားလို့ခေါ်တယ်နော် အဲ့တော့အထူးသဖြင့်အစင်အတန်အနတ်အရသာအထီအတွေ့အတွေ့အကြံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။နောက်ကြောက်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမကုံတရားထဲမှာအထီအတွေ့မှာမယုံနိုင်တဲ့လူတွေအရသာမှာမယုံနိုင်တဲ့လူတွေနော်အတွေ့အကြံမှာမကောင်းတဲ့အတွေ့တွေများပြီးတော့အတွေ့တွေကလည်းလွန်မမြောက်နိုင်တဲ့သူတွေဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့က အိန္ဒိယတံဝရာလို့ခေါ်တယ်အာယုံ6ပါးတကားဝါးနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့ဘာလုပ်ပေးရလဲဆိုတော့တတိဆိုတဲ့စောက်ချက်ပေးရတယ်တတိယထိတ်ကလည်းနော်ဒါကြောင့်ပဲကျွန်တော်တို့တတိယအဓိကကြားတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်တတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရဘူးဒါကြောင့်တောက်ကြသားမီးတွေရဲ့နဝင်းကြော်ဟာအင်္ဂါဖြစ်နေတာအင်္ဂါတတိလေနော် အင်္ဂါတတိဒါကြောင့်ပဲတောက်ကြသားမိတွေပြက်စီးရပြက်စီးကြောင်းမဖြစ်အောင်ဒီကမကုံတရားတွေအားနဲ့လွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်တာသားမိတွေကိုအမြဲတမ်းတတိဆိုတဲ့ဟာတိုက်ထိတ်မှာနဝဲနေနေအင်္ဂါတတိပေးနေတာဒါကြောင့်ပဲမဟုတ်တာလုံးမကြံနေဒီအာယုံတွေမှာမြင်လာတဲ့တတိလေးကတ်ပြီးကျွန်တော်ရှူရတယ်နော်အဲ့တော့ဒါကြောင့်ဖျားခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒြိယတံဝရအာယုံ6ပါး6တကားနဲ့လာတဲ့ မကောင်းတဲ့အတွေးအကြံအာရုံတွေမကောင်းတဲ့အထီးတွေအနံ့အရသာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့။နော်တတိဆိုတဲ့ဟာလိုပါတယ်တဲ့။တောက်ကြပါကြံတဲ့နေသားသမီးတွေအားလုံးထက်ဆိုင်တောက်ကြသားသမီးတွေကတတိကပ်ဖို့လိုတယ်။တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်။မကောင်းတာတွေလုံးမိသွားနိုင်တယ်။ဟာငါဒါများနေပြီတတိကပ်အောင်ပါ။နော်။ငါအစင်းကိုကြည်ရများနေပြီ။ အတန်အင်းနဲ့ตายရတာများနေပြီဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်္ဂါကြိုးနဝဲမှာထားတာဒါကြောင့်တင်ဟာတောက်ကြသားမီတယောက်ဖြစ်နေတယ်ဆိုရင်အမြဲတမ်းတတိကတ်တက်အောင်တတိလေးနဲ့နေတတ်အောင်စူးစားပါဒါဆိုဘောကလန်ခီမှာအောင်မြင်လိမ့်မယ်အမှားမလုပ်မိတော့တော်တော်အခက်ခဲပြီးဖြည့်ရှင်းမိတာဖြစ်သွားတယ်အဲ့ဒါတောက်ကြသားမီတွေကိုနဝဲမှာဘာလို့အင်္ဂါရှိနေလဲအဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမီကအင်္ဂါကြိုးဗုဒ္ဓဘူးကြိုးစနေကြိုးတွေကကောင်းတဲ့ကြိုးတွေဖြစ်တယ်အဲ့ဒီကြိုးတွေကိုအသုံးချနိုင်ရင်ကျွန်တော်တို့ဘောကတစ်လျှောက်လုံးအဆင်ပြေပြီ အဓိကအသုံးချမှာအင်ကဒါကြောင့်တတိတတိလုံးဝမလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသားမိတယ်ဘောကလန်ခီယာဖြောက်ဘူးကိုမလွယ်တော့ဘူးဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသားမိတွေအတွက်စီးပွားရေးပေါ့တောက်ကြသားမိရဲ့စီးပွားရေးကစနေချိုပိုင်ပါတယ်နော်အညွန့်ချိုဖြစ်တဲ့တောက်ကြသားမိကိုတပွင့်တိုးလိုက်ရင်စနေချိုဟာအညွန့်ချိုစီးပွားချိုဖြစ်တယ် ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတတ်ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ်စနေဆိုတာမျိုးကဒဇိန်လို့ပြောတာစနေကိုသိတာရင်ကျွန်တော်တို့ကဒဇိန်လူမျိုးကြဘာသာကြရွှေမျိုးမတော်တဲ့လူ အောက်ခြေလူတန်းစားပြည်သူလူထုအဲဒီလိုမျိုးကိုပြောတာပေါ့နော်ဒီလိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစီးပွားအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့က ရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒဇိန်တရံတွေလူမျိုးသားတွေဘာသာကြားတွေရဲ့ဂျားထဲမှာစီးပွားလုပ်ရင်ပိုအောင်မြင်တယ်။ဒါကြောင့်နိုင်ငံခြားထွက်ပြီးစီးပွားရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ်။ online shop တွေလုပ်တယ်။အဝေးကလူတွေကိုလှမ်းပြီးဈေးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်။ပြီးရင်ဒဇိန်တရံလူမျိုးသားဖြစ်တဲ့အတွက်စနေကျိုးဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံခြားသားလူမျိုးသားတွေရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ကတင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်။ဘာသာစကားနဲ့ရက်တီစီးပွားရှာလို့ရတဲ့တဲမှာပါတယ်။ နော်ဒါဆန်နေဂျိုရဲ့အတုံးချတဲ့နေတာဖြစ်တယ်ဆန်နေဂျိုဆိုတာအဟောင်းတွေပြတ်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ခွင့်တွေပြက်စီးလို့အတုံးမတဲ့လို့လို့ပြစ်ထားတဲ့ဟာတွေဒါတွေကိုပြောတာဒါကြောင့်ပဲဆန်နေဂျိုအားကောင်းတဲ့တောက်ကြသားမိတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်နော်အာသူများစွန့်ပြစ်ထားတဲ့ပစ္စည်းတွေစွန့်ပြစ်ပစ္စည်းလို့သဘောထားရတဲ့ပစ္စည်းတွေဒါတွေကို recycle အနေနဲ့ပြန်လုပ်တာတွေ အန်ဒိတ်ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရှိုင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရောင်းအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရှိုင်းပြီးရောင်းတဲ့ကားတွေဆိုင်ကယ်တွေတွေ့လိမ့်မယ်အဲ့လိုမျိုးအလုပ်တွေနဲ့အကျိုးပေးတယ်နော်ပြီးရင်သူများနိုင်ငံကကွန်တိန်နာကြဆိုတဲ့ပစ္စည်းတွေရှိရလေသူများနိုင်ငံမသုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်နော်အရိယာနေမှာတစ်ဆင်ကျော်ပြန်ဝယ်တဲ့အဟောင်းတွေအဲ့ဒါတွေကိုပြန်ရှိုင်းပြီးပြန်ရောင်းတယ်ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေဘာတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ် ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘလောက်မှမရှိဘူးဗျာ generation 4တို့ generation 3တို့ generation 5တို့တလုံးမှာတသိန်းတောင်မကျော်ဘူးဒီမှာတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေရောင်းနေကြတယ်ဒါအဲ့လိုမျိုးပေါ့နော်အဲ့တော့တောက်ကြသားသမီးကကိုနားလေတဲ့ level မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှန်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့သားစေချင်ပြီးတော့စက်နေဆိုတာကျွန်တော်တို့ကဝေးတယ်ကြားတယ်နှေးတယ်လေးတယ်ဒါကြောင့်တောက်ကြသားသမီးကဘရောမှလောလို့မရဘူးစီးပွားရေးလုံးရင်လောလို့မရဘူး ဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားဇီဝရေးမှာစိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားမီဒီယာစီဝါတေချာပေါက်ဖြစ်နေမယ်ဒါကိုလုံးဝမမေ့စေချင်ဘူးပေါ့နော်ဒီအချက်လေးတွေလုံးမယ်ဆိုရင်စီဝါရေးနဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဒီလမ်းကြောင်းအောင်ရှောက်ပါကိုပဲနေပဲပါရှောက်နေတယ်ဒီလမ်းကြောင်းအခုပုံစံ flow အတိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီနောက်ပြီးတောက်ကြသားမီတွေအတွက်အချစ်ရေးအိမ်အောင်ရေးဂျိုဟာဗုဒ္ဓဖူးပိုင်တယ်ဒါကြောင့်ဗုဒ္ဓဖူးကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြသားမီတွေအတွက်ကံကောင်းတယ် ။ဒါကြောင့်ဗုဒ္ဓဘူးကျိုးကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲ။နော်ဗုဒ္ဓဘူးကျိုးကိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲ။အဲ့တော့ဗုဒ္ဓဘူးကျိုးကကိုယ့်ရဲ့အချစ်ရေးကျိုးဖြစ်တယ်။ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူက social ကြတဲ့လူကိုတောက်ကြသားမိတယ်။နည်းနည်းပုံကြိုက်တယ်။အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်စာရင်ကျွန်တော်တို့ကနည်းနည်း social ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ် လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာသွက်ရှိတယ်အဲအဲ့လိုရရရင်ကုန်နှုတ်ပိတ်နေတာမျိုးမကြိုက်ပါဘူးနော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်တယ်ဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတောက်ကြသားသမီးတွေမျက်စိကြရင်ခံရပါတယ်ပြီးတော့တောက်ကြသားသမီးတွေကရွယ်တူတန်းတူပါအကောင်ဆုံးမှာကိုယ့်ရဲ့မသိစိတ်မှာလဲကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင်ဟိုဟာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူး အရင်ကိုကပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားမီဒီယာကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘယ်လိုပြောစိမ့်ဆိုင်ကုန်မယ်တော့တောင်တောင်နဲ့တော်တော်များများတူတာကိုတောက်ကြသားမီဒီယာရွေးကြတာများတယ်အလောက်ကန်ဆိုလဲကိုနဲ့တိတ်မကင်းကွာနေရဲ့ကိုနားလေတဲ့လုပ်ငန်းတွေပေးရလုပ်နေတဲ့လူမျိုးအဲအသက်ဆိုလဲကိုနဲ့တိတ်မသိမရင်းကိုသူတို့ကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလဲလို့ပဲအရင်ကြီးကိုနဲ့မသိမရင်းဖြစ်တဲ့ပညာတတ်တယောက်ကိုပဲသူတို့ကရွေးကြတာများတယ်ဒါကြောင့်တောက်ကြသားမီဒီယာသူနဲ့တော်တော်များများတူတာကိုရွေးတယ် ထဲမှာနေ့ခုနှစ်နေ့ထဲမှာတောက်ကြသားမိတွေကအကုန်လုံးမစိုးလို့နော်လူတိုင်းတော့မတူဘာလို့ဖွားစာတာမွေးချိန်နေပုံမူတည်တယ်တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်နော်အဲ့တော့အချစ်ရဲ့အိမ်တော်ကြီးမှာတောက်ကြသားမိတွေကအရွယ်တစ်ခုရောက်လာရင်အချစ်ရဲ့အိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေဒါဆိုတော့တောက်ကြသားမိတွေကအိမ်တော်ပြုတ်ကြရှိတယ်ဆိုလည်းပြုတ်မပြုတ်ဘူးနေမယ်ဆိုလည်းနေကိုယ့်ကားမှာဟိုဘယ်လိုပြောမလဲ ချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်းရမလားပါအဲ့လိုမျိုးတွေမလုပ်ပါနဲ့အဲ့လိုမျိုးတွေလုပ်ရင်တောက်ကြသားမိရ60ရာခိုင်နှုန်းအဆင်မပြေရအောင်100ရာခိုင်နှုန်းတော့အဆင်ပြေ50လောက်ကြာမှဟာငါအမိရမလားဆိုပြီးတော့ဟိုလူကောက်ယူဒီအဲ့လိုလူတွေကအဆင်မပြေဘူးဘာလို့စိတ်တူသဘောတူဖြစ်တဲ့အတွက်မှီရင်လို့ယူတာတက်ငါနဲ့တော်တော်များများကတော့နီးစက်တူညီတယ်သဘောထားရင်တော်တော်တူညီတယ်အဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်နောက်တစ်လောက်ဆောင်တော့ပေါ့မယ်ထင်ပါတယ်တောက်ကြသားမိတွေအတွက် ဘောဒက်စာအနေနဲ့ဆောင်းရှောင်းလမ်းညွန်ချက်လေးပြောပြတာဖြစ်တယ်နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်နောက်တော့တာတာမီနေကောင်းကြပါကြပါစေဗျာ